။နေ့ရောအစားအသောက်ချောင်းပြောမယ်။ Let's go. One day, Miner and her brother John said. ဒီနေ့မှာတော့တဲ့ Miner နဲ့သူမရဲ့အကို John ကတဲ့ Let's explore Korean food. ဒီနေ့ရောကိုရီးယားစားဆိုင်စားကြည့်ကြရအောင်နဲ့ Their grandmother smiled. Let's take a tasty trip. သူရဲ့ဖွားဘာပြောလဲဆိုရင်နဲ့ရရရှိရဲ့ trip ကြီးထွက်ကြရအောင်နဲ့ခီးသွားကြရအောင်နဲ့သွားစားမယ်ပို့ပြောချင်တာ။ကိုရီးယားလို့ဆိုရင် gimbap they saw seaweed rolls full of rice eggs အဲ့ဒီမှာသူတို့ကဘာတွေ့လဲဆိုရင်အဲ့ဒီရင်းကြီးရဲမှာခမင်းတွေအများကြီးပြီးတော့ကြက်ဥတွေရဲပြီးရင်အသီးရွက်တွေလည်းပြည့်နေနေရဲ့ဒီအဲရင်းကြီးခမင်းလေးပေါ့နော်မြန်မာလိုဆိုတော့ရင်းခမင်းလေးကိုသူတို့တွေ့ခဲ့တဲ့ yummy set miner မိနာကစားပြီးတော့ပြောလဲဆိုอืมရာရှိရဲ့တဲ့ kimchi kimchi မှာဆိုရင်တော့ nuts came spicy red kimchi ောက်တစ်ခုကတော့ဆက်လက်ဆက်ရမယ်အနီအောင်လေးဖြစ်တဲ့ kimchi တို့ရစားမှာပေါ့နော် it's crunchy and a little hard said june june ကဘာပြောလဲဆိုရင်အဲ့ဒီရာနည်းနည်းကြွရွာပြီးတော့မှပူရဲပူဆက်တယ်ပေါ့နော် it's wakes up your mouth အဲ့ဒီရာအဲ့မင်းရဲ့ပါဇက်ကိုပို့ပြီးတော့လိုးကြွထကြွလာစေပူပြီးဆက်စီရပေါ့နော် laughed meaner မိသားကရီပြီးတော့အဲ့လိုပြောလိုက်တယ်တဲ့ကိုရီးယားလို့ဆိုရင် wool cookie ဆိုရဲဒီအမေသားအကင်ပေါ့နော် this smelled sweet juicy bulgogi cooking သူတို့กินနေတဲ့ဒီ bulgogi ကိုမှခြုံလဲခြုံပြီးတော့မှရေရွှမ်းနေတဲ့ bulgogi အနံ့နေသူတို့ရရပေါ့နော် it's beef with soy sauce and sugar အဲ့ဒီຢာကတော့အမေသားကိုမှဒီအချင်ရည်တွေပြီးရင်တရားရည်နဲ့ရောပြီးတော့မှနေထားတဲ့ຢာပေါ့နော် set grammar သူတို့ရဲ့အဖာပြောရည်တဲ့ mm it's so soft သူတို့ဆိုင်ချင်မှာဟောနူးညံ့လိုက်တာပေါ့အသားလေးရ နောက်တစ်ခုကကြတော့သူတို့စားတဲ့ຢာက top bulky ကိုရီးယားလို့ဆိုရင် top bulky ဆိုရဲဒီဆမ်မုန်းနဲ့လောက်ထားတဲ့ຢာပေါ့နော် bright red top bulky bubbled in a big pan ဒီသူတို့ရဲ့ဒီဒေပြားကြီးရဲ့မှာဒီ top bulky အနီရောင်အရင်နဲ့ဒီဟိုတောက်ပနေရဲ့ဒီ top bulky အိုးကြီးຢာပေါ့နော်ပွဲစုပ်ပုတ်ဖြစ်နေပါရဲ့ these rides cakes are spicy ဒီ ဆမ်မုန်းနဲ့လှုပ်ထားတဲ့ဒီတော့ပုတ်ကြီးရတဲ့ဆက်တယ်တဲ့ set jun jun ကပြောရဲ his face turned red but he smiled သူကပြုံးလို့ပြုံးနေဒါပေမဲ့သူ့ရဲ့မျက်နာကတော်တော်လေးကိုညည်းနေပြီအဆက်လုံးပြီးတော့နောက်ခုကတော့သူတို့စားမှာက dessert ဘုံပဲတရေစားရတီအချိုပဲစားမယ်ပေါ့နော် now for something sweet သူတို့အဆက်ဒီစားများတော့ကြီးအခုတော့သူတို့အချိုစားရမယ်တဲ့ they tried honey pancakes ပြားရည်ပန်ကိတ်ကိုသူတို့စားကြည့်ရဲ့ and colorful rice cakes ဒီမှာပြထားတဲ့အာလုံသုံးလုံးလေးထိုးထားတဲ့တို့ဒီဆံမုံနဲ့လှုပ်ထားရဲ့မုံနေမုံဒီအချိုပွဲကိုတို့ထပ်ပြီးတော့စားခဲ့ပါရဲ့တဲ့ Korean food is tasty, fun and made with love. သူတို့ကိုရီးယားစားစားရေးစားပြဖြစ်တယ်သူတို့ကိုရီးယားစားတော့သူတို့ကြိုက်တယ်အရာရာရှိရလဲထင်တယ်ပျော်စရာလဲကောင်းတယ်သူတို့တို့မျိုးသွားစားရေးမှာပြီးတော့အဲ့ဒီရာရဲ့သူတို့အချစ်တင်နေပြီလို့ထားဖြစ်တဲ့အတွက်သူတို့စားတာတကယ်ရရှိပြီးတိုင်းတက်ပါရဲ့ကဲ Thank you for your attention. Bye bye.